မောင်နှမများကြားမနာလိုဝန်တိုစိတ်နှင့်ပရိပခါကိုကင်တွေဖြည့်ရှင်ခြင်းတင့်ကလေးများကိုမအော်ဘဲထိန်းကြောင်းရတွင်အခက်ခဲဆုံးစိန်ခုံမှုတစ်ခုမှာမောင်နှမများကြားပရိပခါများ sibling rivalry ဖြစ်ပါတယ်ကလေးဆရာဝန်များနှင့် positive discipline ကျွမ်းကျင်သူများကမနာလိုဝန်တိုမှုသည်တဘာဝကြကြောင်းလက်ခံပြီးဂျင်းကိုတင်ယူမှုအခွင့်အရေးဖြစ်ပြောင်းလဲဖို့အကြံပြုထားပါတယ်တနေရှင်ခြင်းနဲ့ပြိုင်ဆိုင်ခြင်းကိုရှောင်ပါ မနာလိုမှုရဲ့အရင်ခံကမိဘရဲ့ချစ်ချင်းမေတ္တာတို့မဟုတ်အာယုံဆိုင်မှုကကန့်သက်ချက်ရှိတယ်လို့ကလေးကခံစားရတာကြောင့်ပါနှိမ့်ရှင်ခြင်းကိုလုံးဝရှောင်ပါမင်းအကိုအမကဘယ်တော့မှဒီလိုမလုပ်ဘူးတို့မဟုတ်မင်းညီမလေးထက်ပိုတော်အောင်လုပ်ပါစသဖြင့်ပြောခြင်းကိုရှောင်ရှားပါကလေးတဦးစီရဲ့ထူးခြားမှုကိုသာချီးကျူးပါ တဦးချင်းအောင်မြင်မှုကိုသာအားပေးပါကလေးတဦးစီရဲ့စိတ်ဝင်စားမှုလိုအပ်ချက်နှင့်အောင်မြင်မှုများကိုသူနီးသူဟန်ဖြင့်အားပေးပါညီမလေးကစာဖတ်တာအရန်တော်သလိုမောင်လေးကပုံဆွဲတာတော်တယ်စသဖြင့်ပြောပါညီမချင်းမဟုတ်ဘဲလိုအပ်ချက်ကိုဖြည့်ဆည်းပါဖဲရစ်နာဒီကိုကလေးတွေကမမျှတဘူးလို့ပြောတတ်ကြပေမဲ့မျှတတယ်ဆိုတာတယောက်စီလိုအပ်တာကိုရရှိခြင်းဖြစ်ပြီးတူညီတာကိုရရှိခြင်းမဟုတ်ကြောင်းရှင်းပြပါ ဥပမာ အသက်ကြီးသူကအိယာဝင်နောက်ကျချင်းပိုရတာက သူ့အသက်ရွယ်အတွက်လိုအပ်လို့ဖြစ်ကြောင်းရှင်းပြပါနေ့ရံပွဲများကိုကင်တွယ်ဖြည့်ရှင်းသည်မောင်နှမအများရံဖြစ်နေချိန်မှာဘသူမှအပြစ်ရှိတယ်ဆိုတာကိုအာယုံဆိုင်ခြင်းထက်ပြဿနာကိုဖြည့်ရှင်းရမှသာအာယုံဆိုင်ပါကတတ်နိုင်သမျှဝင်မပါပါနဲ့ ဝင်ရောက်ရန်မမြန်ပါနဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိမချင်းကလေးများကိုသူတို့ကိုယ်တိုင်ဖြည့်ရှင်းခွင့်ပေးပါခြင်းသည်ကလေးများအတွက်အရေးပါသောဘဝသင်ခန်းစာ life skills ကိုသင်ယူခြင်းဖြစ်သည်အတူတူဖြည့်ရှင်းနိုင်ကြောင်းယုံကြည်မှုပြပါကလေးများနာမှာကိုယ်နဲ့မျက်နှာချင်းဆိုင်အဆင့်တူထိုင်ပြီးမင်းတို့နှစ်ယောက်ပြဿနာတက်နေတာကိုအဖေအမေသတိထားမိတယ်မင်းတို့နှစ်ယောက်ကိုယ်တိုင်ဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်တယ်ပြီးရင်လာပြောပြပါဟုပြောပြီးထွက်ခွာပါအကယ်၍ရံပွဲကဆက်ဖြစ်နေလျင်အခန်းခွဲပါ keep ခဝင်ရောက်ဖြည့်ရှင်းရမည်အခါနေ့ဥခွဲချပြီးစိတ်ငြိမ်စေပါ separate the calm down ရိုက်ပုတ်ခြင်းအော်ဟစ်ဆဲဆိုခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာစကလုံးအကြမ်းဖက်မှုရှိလာလျင်ချက်ချင်းဝင်ရောက်ပြီးကလေးများကိုနေရာကွဲပါထိုင်းမျက်ကိုအသုံးပြုနိုင်သည်ဘသူမှအပြစ်ရှိတယ်ဆိုတာမရှာပါနဲ့ Don't play the blame game ဘသူကစတာလဲလူမေးခြင်းကိုရှောင်ရှားပါနှစ်ဦးစလုံးအခန်းကဏ္ဍတစ်ခုစီပါဝင်တတ်တည်ကို နားလဲပါ ပြဿနာကိုအတူတူဖြေရှင်းမှာကလေးများစိတ်ငြိမ်သွားသောအခါမှာပြန်လဲစကားပြောပါမင်းတို့နှစ်ယောက်စလုံးဒီရုပ်ကိုစော့ကျင်နေတာကိုဘယ်လိုလုပ်ရင်အတူတူကစားနိုင်မလဲသူအလဲကျဆောင်ဆိုင်နိုင်မလဲလူမေးပြီးဖြေရှင်းလေးကိုတူတူကိုယ်တိုင်ရှာဖွေစေပါတုံးပူပေါင်းဆောင်ရွက်မှုကိုအားပေးပါ encourage corporation မောင်နှမများအားပြိုင်ဘက်များအဖြစ်မဟုတ်ဘဲအဖွဲလိုက်လုပ်ဖို့ကိုင်ဘက်များအဖြစ်မြင်လာစေရန်လေ့ကျင့်ပေးပါ အခွဲလိုက်ဂိမ်းများကစားပါဗုတ်ဂိမ်းများပဟေလီများစသဖြင့်အတူတူတွဲလုံးမှအောင်မြင်နိုင်သည့်ဂိမ်းများကိုအပေးကစားစီပါအကူညီတောင်းစီပါကလေးတဦးတစ်ခုခုဖြစ်ရင်ကြံကလေးကိုပတ်တီးသူမဟုတ်တရှူးယူခိုင်းခြင်းဖြင့်ကယူနာစိတ်အမတ်လေးကိုတိုးတက်စေရန်အပေးပါအလှည့်ကျစနစ်သုံးပါပစ္စည်းတစ်ခုလေးကိုရန်ဖြစ်နေလျင်ထိုင်းမှာ အချိန်တိုင်းနိုင်ကိုအသုံးပြုပြီးမောင်လေးငါမိနစ်ပြီးရင်ညီမလေးငါမိနစ်စသဖြင့်အတိအကျခွဲဝေပေးခြင်းဖြင့်တန်းတူအခွင့်အရေးနှင့်စောင့်လိုက်တတ်ခြင်းကိုတင်ပေးပါ E positive parenting နည်းလမ်းများသည်တိတ်အိမ်ရှိရံပွဲများကိုလျှော့ချပေးရုံသာမကကလေးများကိုတသက်တာလုံးအတွက်အရေးပါသည့်ဆက်သွယ်ရေးနှင့်ပဋိပက္ခဖြေရှင်းခြင်းကျွမ်းကျင်မှုများကိုပါတင် जा ပေးသွားမှာဖြစ်ပါတယ်ရေးသားဖန်တီးသူရေးရန်အောင် baby care မိဘတိုင်းအတွက်အရေးကြီးဆုံးကကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးနဲ့ဖဲနိုင်ပါဒီလိုရေးပါတဲ့အချက်လက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ baby cup ကိုအားပေးကြပါအောင်နော်ဒီလိုအကြောင်းအရာကောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် like လုပ်ပြီးနှစ်သက်မှုပြပေးပါနော် share လုပ်ပြီးတခြားမိဘတွေကိုလည်းကူညီပေးပါ follow subscribe လုပ်ထားပြီးအချိန်နဲ့တပြေးညီအကြောင်းအရာတစ်တွေကိုမလွဲစေဘူးဆောင်ရွက်ထားပါ